ရန်ကုန်တိုင်းတရားလွှတ်တော်ကျုံးနဲ့စူပေါင်းတရားရုံးကိုပုဂ္ဂလိကသို့ငားယံလောက်ကန်ခြင်းကိုရဆိုင်ခြင်းမရှိပါကမြန်မာနိုင်ငံရှိနေများကိုရက်ကမြန်မာနိုင်ငံယင်းဤမြုပ်နှံမှုကော်မရှင်ကိုတရားစွဲဆိုသွားမှာပါဥက္ကမောင်ကဒီသတင်းကိုပေးပို့ထားပါတယ် ရန်ကုန်တိုင်းတရားလွှတ်တော်ချုပ်နဲ့စုပေါင်းတရားရုံးတို့ကိုပုဂ္ဂလိကတို့ငှားရမ်းလုပ်ကင်ခြင်းကိုရပ်ဆိုင်ပြီးတရားသူကြီးတွေရှေ့နေတွေကိုပြန်လည်လုပ်ကင်ခွင့်ပေးဖို့မေလ28ရက်နေ့မှာမြန်မာနိုင်ငံရှေ့နေများကွန်ရက်ကဆန္ဒပြတောင်းဆိုသွားမှာဖြစ်ပြီးတလအတွင်ထူးခြားမှုမရှိရင်မြန်မာနိုင်ငံရှေ့နေများကွန်ရက်ကမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကိုတရားစွဲဆိုသွားမှာပါရှေ့ရောအမွေနဲ့ဆိုင်ရာအဆောက်အုံတွေရောင်းချခြင်းပြောကြောင်းခြင်းပြုပါဆိုတာဆိုတော့ထုတ်ပြန်ထားပြီးသားရှိတယ်ဒီနိုင်ငံတော်အစိုးရမှာအဲတပ်မတော်အစိုးရလက်ထက်တယ်အဲနိုင်ငံတော်အစိုးရလက်ထက်မှာထုတ်ပြန်ထားပြီးဖြစ်တဲ့ဥပဒေကိုသူကနေပြီးတော့မှ လို့ပြောခုံတယ်တိုင်းဒေသကြီးစိုးရအဖွဲ့လို့ရင်းနှီးမြို့နယ်ကော်မရှင်ဥက္ကဋ္ဌတို့အာမြို့တော်ဝင်တို့သူတို့ရဲ့ခွင့်အာဏာတွေကိုတာဝန်တွေခွင့်အာဏာလုတ်ပိုင်ခွင့်တွေကိုအလွဲသုံးစားလုပ်ပြီးတော့ခါကြတော့မျက်စိမိပြီးဆိုရောင်းချလိုက်တယ်အဲအဲ့ဒီအတွက်ကြောင့်ဆရာတို့ကသူတို့ဆွဲတဲ့အခါကျရင်လေ heritage ရဲ့ law နဲ့မှုဆွဲရမှာဖြစ်တယ်မြန်မာနိုင်ငံရှေ့နေမြကွန်ရက်ကဒီကိစ္စနဲ့ပတ်သက်ပြီး2012အောက်တိုဘာလ18ရက်နေ့မှာဆန္ဒပြတောင်းဆိုပြီးဖြစ်ကထူးခြားမှုမရှိတဲ့အတွက်ဒုတိယကြိမ်ထပ်မံဆန္ဒပြတောင်းဆိုမှာဖြစ်ပါတယ်။ အာမထူးမထူးတဲ့အတွက်ကြောင့်အခုဒုတိယကျင်းပြန်လေပြီးတော့မှဆန္ဒထုတ်ဖို့ရင်ဖြစ်တယ်ဒီကိမ်းမြတရားကိုမအောင်မြင်ဘူးဆိုရင်ရောက်ရှိရနေပြီးတော့မှရှင်းနေကိုရကဦးစီးပြီးတော့မှတရားလိုပြုလုပ်ပြီးတော့တာဝန်ရှိတဲ့ဒီရင်းနှီးမြှုပ်နှံကော်မရှင်နောက်ပြီးတော့ဒီ flying engineering ပေါ့ flying tiger engineering company အဲတရားဆွဲဆိုတော့မှာပါ ရန်ကုန်တိုင်းတရားလွှတ်တော်ချုပ်နဲ့စုပေါင်းတရားရုံးတို့ဟာအင်္ဂလိပ်လက်ထက်ကစောက်လုပ်ထားတာဖြစ်ပြီးနှစ်ပေါင်းတရာကျော်ကြာပြီဖြစ်ကရှေးအောင်သမိုင်းဝင်အဆောက်အုံတွေဖြစ်ပါတယ်ကျွန်တော်ကိုမောင်ပါ